ခြေသီးကွင်းလှန်နေနေပါတယ်မသုံးမဲနဲ့ရိုးရိုးရှင်းရှင်းအဲ့နဲ့အချီလေးကိုသုံးပြီးတော့ခြေသီးကွင်းလှန်နေနီးလေးနဲ့ချုပ်တဲ့နီးလေးဒီမှာအသေးစိတ်ပြပေးသွားပါမယ်ဒါလေးကတော့အမကိုတိုင်သုံးနေတယ်နီးလေးပေါ့နော်ကြာပြီးဒီသိန်းလေးကိုပဲသုံးလာခဲ့တာအဲဒါလေးကတော့ဘာမှကုန်ကျစရိတ်မရှိဘူးအဲ့နဲ့အချီနဲ့ပဲလှန်သွားတာဖြစ်တယ်ခြေသီးကွင်းလှန်တဲ့နေပါတယ်မဝဲရသေးဘူးဆိုရင်အဆင်ပြေတယ်အမကတော့ခုထိမဝဲထားဘူးဒီနီးလေးကအဆင်ပြေနေလို့ဒါလေးနဲ့ပဲဆက်သုံးနေတာ မှဒီမှာကြယ်သေးကွင်းအတွက်ကိုအဆွေညှက်ထားတယ်အဆွေကတော့အဆွေဆစ်ဆစ်လေးဖြစ်ဖို့လိုတယ်ပေါ့နော်အဆွေကိုအမှဒီမှာအဲ3.5 cm ပေါ့နော် cm နဲ့ပဲအမှပြောလိုက်မယ်3.5 cm ကိုအမှအဲ့ပြားလေးညှက်ထားတယ်ပြီးတော့အမှဒီမှာ b နဲ့ချုပ်တဲ့ခါကျရင် b ရဲ့တချမ်းတော့မယူဘူးသေးလားတချမ်းကိုတော့အမှလည်းထပ်လျှော့လိုက်သေးတယ်ပြောရရင်တော့0.5ပေါ့နော်ဒီ CM နဲ့ဆိုရင်လက်မနဲ့ဆိုရင်အမနှစ်စိမ့်လောက်ပဲမြင်ထားတယ်ပေါ့နော်အနင်းပြီးတော့သူ့ကိုပို့တဲ့ပိစာတွေကိုညှက်တဲ့ခါကျရင်အခု ယူထားတဲ့ကျဲသီးကွင်း site အတိုင်းဘေးမှာ level 2ပေါ့နော်ပြန်ချန်ထားတယ်။အကျဲသီးကွင်းကအကဲနှစ်စိတ်ဆိုရင်သူ့ကိုလည်းနှစ်စိတ်ပေါ့နော်။အကျဲသီးကွင်း site အတိုင်းပေါ်မှာဘေးမှာအဲထက်တူပေါ့နော်။သူနဲ့ဇာတူဇာတူပြန်ချန်ထားတယ်။အဲအဲ့ခါကျတော့သူကကျဲသီးကွင်းလေးကလုံလုံကြည့်ကြည့်ကလေးနဲ့အသားပြပြလေးထွက်လာတယ်ပေါ့နော်။အဲဒါလေးကလည်းအရေးကြီးတဲ့အချက်ထဲမှာပါဝင်တယ်။ကျဲသီးကွင်းကိုပိတ်စာတေးတေးလေးညှက်ပြီးတော့ထုတ်လိုက်ပြီးဆိုရင်ကျဲသီးကွင်းကတေးချာလေလုံးဝမလာတော့ဘူးပေါ့နော်။သူကချောင်ပြီးတော့လေကျဲသီးကွင်းလှတဲ့ထဲမှာမပါတော့ဘူး။ အဲ့ဒါကြောင့်မလို့ကြယ်သီးခွင်းကိုအဲပိတ်ဆလေးအထဲမှာခြံဖို့လိုတယ်ပြီးတော့အဆွေကိုအဆွေစစ်စစ်ဖြစ်ဖို့လိုတယ်မဆွေတဆွေတွေညံ့ရင်ကြယ်သီးခွင်းလှလာလေးမရပါဘူးเนาะအဲဒါလေးကအမကဒါလေးစိန်ပိုးပေါ့เนาะစိန်ပိုးနဲ့အခုဒါပွဲတက်ထဲလေးချုပ်နေရင်းနဲ့ကြယ်သီးခွင်းလေးပေါ့เนาะအဲအမကကြတော့လေကြယ်သီးခွင်းကိုအရန်လုံးလုံးတစ်တစ်သေးသေးလေးတွေကိုမထုတ်မထုတ်နိုင်ဘူးပေါ့เนาะဟိုလက်ကလည်းအဲ့လိုသိမ်မနိုင်တာရယ်ပြီးတော့အရန်သေးတာတွေကိုယ်တိုင်လည်းမကြိုက်ဘူးအသင်းအသင်းပဲအမကကြိုက်တယ် ဒါတော့ကို့အကြိုက်နဲ့ကိုပေါ့နော်ခေးတေးသေးမြင့်မြင့်လေးကြိုက်တယ်လို့ကတေးသေးမြင့်မြင့်လေးထုတ်ပါဒီထက်သေးအောင်ထုတ်ပြီးဒီထက်စိတ်ရှည်ရှည်လေးနဲ့လှန်ပေးရင်တော့ပိုစင်ပြေတယ်နော်ဒါကတော့အမလှုပ်လှုပ်သွားတဲ့ site လေးကတော့ဒါ normal ပေါ့နော်အ normal site လေးပါအဲပြင်မှကြည့်လဲအဆင်ပြေတယ်ပေါ့နော်အဲဒါလေးကတော့မှနှစ်စိတ်ချုပ်ထားတာပါเนาะဒီလက်မနဲ့ဆိုရင်နှစ်စိတ်စီရန်နဲ့ဆိုရင်0.5အဲ့လောက်ပဲချုပ်ထားတယ်ချုပ်ပြီးတော့သူ့နဲ့အဲဇာတူပိစာကိုခြံထားပါတယ်เนาะအဲပြီးတော့ဒီမှာအချွန်လေးပါတယ်ဘက်မှာအမဒီမှာခြေကို၄ပင်ထည့်လိုက်တယ်เนาะ အက်ကလည်းအကြီးလိုတယ်နော်အက်ကဒီဂုံနေချုပ်တဲ့ site လိုမျိုးအကြီး site အမှဝယ်ထားတာအဲ့ဒီတဲမှာချီကိုနှစ်ပင်ပူးပြီးတော့လေးပင်ထည့်လိုက်တာပေါ့နော်အဲလေးပင်ထည့်တယ်ပြီးတော့သူ့ကိုအဲဇောင်းလေးထွက်တဲ့နေရာလေးမှာအမဆွဲပြီးတော့သူ့ကိုအဲနှစ်စိတ်ပေါ့နော်ချီလေးတုပ်လိုက်တဲ့နှစ်ခါလောက်တုပ်ပြီးတော့သူ့ကိုအက်ကပြောင်းပြန်ဖင်နဲ့ပြန်ထိုးတာနော်ဆိုလွယ်တယ်နော်အမအရန်ရှည်လည်းမညက်ထားဘူးဒါလေးက နေတော်လေးပေါ့နော်တထွာလောက်ပဲရှိမှာပေါ့နော်အရှိရှိလေးလို့ချင်းရှိရှိလေးညှက်လို့ရပါတယ်နော်ကျဲသီးကွင်းကိုလည်းအမအဲ့လိုလက်ညိုးလေးနဲ့အမတိုင်လိုက်တယ်ကိုလက်လေးနဲ့ကိုပေါ့နော်အဲကိုလက်လေးနဲ့ကိုကိုထက်မဲ့ကျဲသီးကွင်းလေးနဲ့ကျဲသီးဆိုင်လေးနဲ့အမကတော့ဒါကိုရဲ့မန်နေဂျာနေလေးပေါ့နော်အားလုံးကတော့ကိုအဆင်ပြေသလိုထည့်လို့ရတယ်ကိုကြိုက်တဲ့ site ကိုသုံးလို့ရပါတယ်အမလှန်တဲ့နေလေးကိုဒီက share လုပ်ပေးတာပါဒီနေလေးလည်းအဆင်ပြေတယ်မြန်လည်းမြန်တယ်နော်အဲ့လိုကျဲသီးကွင်းဟို လှန်ဖို့အတွက်ကိုပစ္စည်းတွေမရှိဘူးဆိုရင်ဒါရင်ဒီနီးလေးသုံးလို့ရတယ်နော်ဒါအမဒီသုံးနေတဲ့နီးလေးပါနော်ကျဲသီးခွင်းကတော့အမအရန်အသေးလေးမလုပ်ထားဘူးအဲအနေတော်လေးပေါ့နော်ဒါလေးလေးကြည့်ကောင်းပါတယ်အမနောက်တစ်ခွင်းထပ်ပြီးလှန်ပါမယ်နော်ဒီခွင်းလေးကပိုတောင်လှရတယ်ချစ်ချစ်ကလေးနဲ့လေအဲဒီမှာနော်စိန်ပိုးနဲ့လုပ်ထားတာဒါလေးကလှပါတယ်နော်